ဟေးဂျောဝါလုံးပဲမင်္ဂလာမနက်ခင်ပါဂျွန်လာ24ရက်နေ့ရမနက်ပိုင်းအထူးတရီမြောက်ကိုပထမဆုံးလူရင်းတူရှင်းတင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုရင်နောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးအခုချင်းချီအားပေးနေတဲ့သူငယ်ချင်းတွေအားလုံးကျေးဇူးများကြီးကြီးပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်နောက်ဆိုရင်တော့တတင်းလေးတွေစကြရအောင် မလေးတိုင်းနဲ့တကြီးမြုပ်နေဝက်လူရေးစခန်းကိုစစ်ကူလာတော့အကြံဖက်စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာ สิกองสิสิคุยพัดมาสตงกองคุยเตวัดเตเตทรงปีดุตจัตกองอสินพามิกาตะอูอลิวิยกเคจังนุตจีพีเปิลเดฟเฟนฟัสมาตัดินทบยันทาบาเรสิคุยอัลลองตะสองกูเลติงซีนันเคจังติซียาบาเรสิมุทันตะตาตินะอูกูเลเกทอนันเคเดโลติซียาบาเรกองเลเตตัดินนอกตะดิน ဂျူလန်း23ရက်မနေ့ပိုင်းကမကွေတိုင်းပခုခုမြို့နေလေယာကျေးရွာကစစ်ကောင်စီခန့်အောက်ချုပ်ရေးမှူးအသက်40ဝန်းကျင်ရှိမူဝင်းစုသူဟာနေအိမ်မာတင်ကုကူကူကျူးဆွေးချတည်ဆုံသွားတယ်လို့ဒေတာခန်တွေကပြောဆိုထားပါတယ်တည်ဆုံသူဟာကျေးရွာပြည်သူလူထုစီကနဲ့ စစ်မှုထမ်းကြေးတင်းတတောင်းခွေးချက်ကိုစစ်ကောင်စီအတွက်ကောက်ခံပေးနေရတယ်လို့လည်းဒေတာခန်တွေကပြောဆိုထားပါတယ်။သူကမေယာတွေကလည်းအလွေတုံးစားရောင်းစားတာလည်းမနေတော့ဘူးလို့တီးရပါတယ်။မဖြစ်ခင်ရပိုင်းမှာလည်းစကားစကားအချောက်နှစ်ရက်ချလိုက်သေးတယ်လို့တီးရပါတယ်။နောက်သူလောက်ရက်တွေကသူတီးသွားလို့ဒီလိုဖြစ်သွားတာပါလို့ဒေတာခန်တွေကပြောဆိုထားပါတယ်။အေးရဘုတ်ကွာကြေးရအတွက်ကောင်းလိုက်တဲ့တင်းတဲ့တင်း ချခိုင်ပြည်နယ်ကျောက်ဖြုံမြို့နယ်စီအမှတ်32ရဲတပ်ရင်းအနီးတွင်တိတ်ပွေးများပင်ထန်နေပြီးစစ်ကောင်စီတပ်သားများနေစဉ်ထွက်ပြေးလျက်ရှိကြောင်းသိရှိရပါသည်။စစ်ကောင်စီဒီပီကေဒီဂျွန်27ရက်ညပိုင်းတွင်ကျောက်ဖြုံမြို့ပေါ်ရက်ွက်များဖြစ်သည့်ဒူချိန်နှင့်ကလားပါတောင်ရက်ွက်တုံး၌စစ်မတိတ်လူရွေးထွက်ပြီးကပုန်နေသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုအင်အားအလုံးအယင်ဖြင့်ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းသိရှိရပါသည်စစ်တပ်ကတေဆုံမှုများနေလို့တပ်သားတွေစုဖွဲ့ပြီးထွက်ပြေးနေကြတာ ရက်ကွက်တွေထဲဝင်းပုံးလို့လက်ခံတဲ့အင်ရှင်ကူပါဖန်တဲလို့တီးရပါတယ်ဟုကျောက်ဖြိုတီတခန်တူကအေယောဒီထမ်ကိုပြောဆိုထားပါတယ်ပြီးရင်မြုပ်ပေါ်မှာပြီးရှာလာကွာမင်းတို့တွေပြီးရင်အစီတဲ့နေရာမှာစုံစမ်းပြီးမှပြီးကြပေါ့ကလေးတွေရဲ့နောက်တရင်ကရှင်ပင်းနေကွန်ကရစ်မြုပ်နေစီထိကပလေတက်စခန်းကိုတိုက်ခိုက်သိမ့်ပိတ်နိုင်ခဲ့ပြီးနောက်ဆောက်ကွာထပ်ပြီးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KNLA ပူးပေါင်းတက်တော့ จุนสต้องยัมาได้ปวยพิบวาเคเดล่าสิเอตดินยมิกาเปียวสุทาบาเรง้ายนี้สนแน่กง่ายอย่างกว่าท้ายเพกกูอูติซอกขวาตัวเดสิกองสิ์ตะเพวินดุยแน่ KNLA ปูปองตะเตาได้ปวยปินทันพิบวาเคกาสิกองสิสิควพัฒนาเชากองควยเตวตเตติซงปี ลันนจีเชาเสมมะตงลันแน่ลันนงีด้วยโกติงสิยามิเคเดล่สุบาเรง ဒါပင်ချစီနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းဆက်လက်ရှာဖွေနှိမ့်နှီးသွားမယ်လို့ဆိုပါတယ်။ဒီကောင်တွေအလံဖြုံမထောင်ဘဲနဲ့ဒီတိုင်းဆက်သွားရင်အကုန်လုံးတည်သွားမှာ။ဒီလောက်ရောက်လာတာကွာခွေးမျိုးတွေ။ကောင်းလိတ်တဲ့တတင်းနောက်တတင်း။ကချင်ပြည်နယ်ပူတာအုံမြုပ်ပေါ်စီပြည်သူစစ်တပ်ဖွဲ့ဝင်စေဦးလက်နက်နဲ့အတူထွက်ပြေးသွားကြောင်းဒေသခံတွေစီကသိရှိရပါတယ်။ဥတန်ကူတန်ဥဆောင်တဲ့ပြည်သူစစ်တပ်ဖွဲ့တွေထက်ကတပ်သားစေဦးဟာ ပြီးခဲ့တဲ့ဂျွန်လတ်စကူရက်နေ့မှာလက်နက်တွေနဲ့အတူထွက်ပြီးသွားတာလို့ဘူတာဦးမြုပ်ခန့်အမျိုးသားတအူးကပြောဆိုထားပါတယ်။ပြီးသွားတာကစကူရက်နေဟုတ်တယ်။ဒါပေမဲ့သူတို့ကဒီတရင်ကိုဖုံးထားတာအပင်ကိုမထွက်ခိုင်းဘူး။သူတို့အတိုင်းအဝိုင်းလုပ်ပေးတည်တယ်။ဘေဖက်ကိုထွက်ပြီးသွားလေတော့မသိဘူး။အလုံးစေရောက်တနက်ကူစီနဲ့ထွက်ပြီးသွားတာလို့ပြောဆိုထားပါတယ်။ထွက်ပြီးသွားတဲ့ပြီးသူစစ်တပ်သားတွေဟာဘူတာဦးမြုပ်ဂျူဘလီရက်ကွက်စီဦးတန်ကူတန်ပြီးသူစစ်ယုံဟာ တာဝန်ကျန်နေစဉ်ထွက်ပြီးသွားတာလို့သိရပါတယ်။နေရတကမှာစစ်ခွဲတွေကတော့ထွက်ပြီးနေကြကုန်ပါပြီ။ကောင်းလိုက်တဲ့တတင်းနှုတ်တတင်းမကွေတိုင်းပုံမြုံနေထိတ်ကကြေးရွာတွေကိုစစ်အုပ်စုကဝေထွက်လေရင်နဲ့လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်ထိခိုက်ဒေဆုံးသူတွေစစ်ခဲ့တယ်လို့အနေခံတွေစီကသိရှိရပါတယ်။ဂျွန်လာ23ရက်မနက်6နာရီခွဲလောက်မှာစစ်အုပ်စုကပုံနေတောင်ပိုင်းကြေးရွာတွေဖြစ်တဲ့ဘူမေရွာ၊ဘူကုန်းရွာ၊လေယာရွာ၊လက်ပန်လှရွာ တန်ဆူရွာတက်ကချင်းရွာကိမရွာစတဲ့ကျေးရွာတွေဖက်ကိုထိတွေ့ပစ်ခတ်မှုမရှိဘဲလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့တီးစီရပါတယ်။လေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူ၅ဦးတေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိတယ်လို့တီးစီရပါတယ်။တေဆုံးတဲ့ပြည်သူ၅ဦးအတွက်စိတ်မကောင်းပါဘူး။တရားရရှိတဲ့ပြည်သူတွေအတွက်လည်းစိတ်မကောင်းပါဘူးစစ်ခွဲတွေရောက်လာပြီဆိုရင်တော့တို့တော့ရှုံးတယ်ဆိုတာကိုမမေ့ကြပါနဲ့နောက်တရင် နောက်တရင်ကတော့ခုနတင်ဆက်တဲ့တရင်နဲ့ဆက်ဆက်တယ်လို့ထင်ပါတယ်ဒါပေမဲ့တင်ဆက်တော့မှာပါရခိုင်ပြည်ကျောက်ဖြုံမြောက်နေမှာဖြစ်ပွားနေတဲ့တိတ်ပွဲအတွင်းကနဲ့ပြည်သူစစ်တင်တန်းစင်အချို့အပါအဝင်စစ်ကောင်စီတပ်သားအယောက်20လောက်ဟာမြို့ပေါ်တော့ထွက်ပြေးမှုတွေရှိနေတဲ့အတွက်စစ်ကောင်စီကအသေးအတန်လိုက်လံရှာဖွေနေတယ်လို့သိရှိရပါတယ်သူတို့ဟာကျောက်ဖြုံမြောက်နေကအမှတ်32ရေးတက်ရင်တိတ်ပွဲနဲ့ပြန်စစ်ကေတိတ်ပွဲတွေအတွင်းကနဲ့ ယခုဂျူလန်စေရနောက်ပိုင်းကနေစပြီးကစင်ကလျာထွက်ပြေးနေတာဖြစ်တယ်လို့ကြောက်ဖြော်မြုပ်ခံစီရတရင်ဂျီမင်အမျိုးသမီးတယောက်ကပြောဆိုထားပါတယ်ပီတူစစ်တွေထွက်ပြေးတာများတယ်သူတို့ကရေးတိုက်ရင်နဲ့ပြန်စက်ကေတိတ်ပွဲအတွင်းကထွက်ပြေးလာတာမြုပ်သေးကိုထွက်ပြေးကြတာလူမနေတဲ့အင်တွေကိုဝင်ပြီးအဝတ်လေးတယ်ပြီးရင်လမ်းမှာတမင်းတွေတောင်းစားပြီးထွက်သွားကြတယ်လို့ပြောဆိုထားပါတယ် ထပီးတဲ့စစ်သားတွေကိုစစ်ခွေးတွေကအသေးအတာလိတ်လာရှက်ပွေနေတယ်လို့သိရှိရပါတယ်။တချို့တွေကတော့အခုနကျွန်တော်တင်ဆက်တဲ့သတင်းတွေမှာဖမ်းပြီးပေါ့နော်။အခုတချို့တွေကတော့မဖမ်းသေးဘူးလို့ထင်ပါတယ်။ထပီးတာကအဖွေလိုက်နဲ့ထပီးနေကြတာထင်တယ်နော်။အခုမြန်မာနိုင်ငံအတွင်းမှာရှိတဲ့စစ်ခွေးတွေနေရတကာမှာထပီးနေကြတာ။မဖြစ်လို့လေဆိုတော့ B2 စစ်တွေပုံများလို့လုံးဝကိုစစ်မတိုက်ချင်တာ။ Gong late the din ဂျူလန်စလီယန်နေရဲ့မနက်ပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲကေတာဆွေတို့ကျွန်တော်တို့ပထမဆုံး PDF တွေနေရမရဘူးလို့ပြောနေတဲ့ lobby တွေနဲ့စစ်ခွေထုတ်ခံတဲ့ B2 တွေတစ်ချက်လောက်နားဆင်ကြည့်မင်္ဂလာပါကြော်မသွားနိုင်အောင်ပြန်နော်နေကင်းကျွန်တော်အပြန်ပြန်လာတော့ဒီတော်လည်းအောင်မြင်သွားတဲ့နေ့မင်းတို့မင်းတို့အတွက်နာနေရတစ်ခုခုလို့ရမှာပါတဲ့ကျွန်တော်တို့နေရလို့ကျွန်တော်လုံးနေရမဟုတ်ဘူးဗျာတယ်နော်စစ်သားတွေကဝန်ထမ်းကရှိရှိနဲ့နိုင်ငံရေးနဲ့မပတ်သက်ဖ ೇನೆ စစ်တမ်းလျောက်ပြန်တဲ့နေ့ ဒေါက်တာတွေဆရာဝန်တွေလည်းစီယုံမှာပြန်ပြီးတောင်းဝင်မှမှကန်ကန်ဖန်ဆောင်နေတဲ့တနေ့ရုံးဝင်တဲ့နေ့လည်းရုံးပြန်တက်တဲ့တနေ့ကျောင်းဆရာဆရာမတွေလည်းစတင်ခန်းထဲပြန်ရောက်တဲ့တနေ့ကျွန်တော်တို့လိုတောင်းလူသားသမီးတွေကလည်းလေထဲပြန်ရောက်တဲ့နေ့ပေါ့ဗျာအစိမ်ဘလောက်ထက်ထက်ခေါင်းရိပ်လို့မရဘူးဘလိတ်ကဘလောက်ထက်ထက်တစ်ပင်ခုတ်လို့မရဘူးလေနော်ကျွန်တော်တို့ကတောင်းလူသားသမီးတွေလေတောင်းလူလောက်ရမယ်ဟုတ်တယ်မလားကျွန်တော်တို့စတင်ခန်းထဲမှာစာတော့တင်လို့မရဘူးစီယုံမှာလူသားတွေတော့ကုလို့မရဘူး လူစွာကိုယ့်နေရာနဲ့ကိုယ်နေရတယ်အခုကိုယ့်နေရာနဲ့ကိုယ်မဟုတ်လို့အဲစစ်သက်ကိုခွေးမောင်းတယ်လို့မောင်းထုတ်နေရတာသိစေချင်လို့တော့ကြော်မတော်နဲ့ဟုတ် PDF တွေကနေရာရဖို့တိတ်နေတာမဟုတ်ဘူးနေရာလူချင်လောက်တိတ်နေတာမဟုတ်ဘူးဆိုတော့စစ်ခွေးထုတ်ခံတဲ့ပြည်သူတွေစစ်ခွေးလိုပြည်တွေမင်းတို့တည်ဖို့လိုပြီမင်းတို့စိတ်ဝါထဲတဲ့စကားတွေကလုံးဝအသုံးမဝင်ဘူးဆိုတော့ပြောပြချင်တာ geda swing.no video PLA ကကန်တော့ရေးစခန်းမှာဖန်ဆီးထားတဲ့စစ်တုံးပန်တို့ရဲ့အင်တာဗျူးကိုတစ်ချက်လုံးနားဆင်ကြည့်အောင်အသက်၅၀နှစ်လက်ပါလေကွာလေကိုပိုင်မှာတော့တောင်မှုတောင်မှုတုံးကို၂၆တော့ဒီစရဲရောက်လာတော့ရန်ကုန်မှာအပင်ရောက်နေနေပေါ်တာနဲ့မိတာဒီပြီးတော့သူတို့ဟိုကတန်တန်းညံတန်တန်းညောင်းပို့တယ်ပေါ့သူက၅၅နှစ်၅နှစ်တန်တန်းညောင်းပို့တော့ဒီမှာတန်တန်းညောင်းကိုရောက်သွားတယ်တောင်မှုကြီးဆောက်ကြတာခေါ့ အမတနံငါလာတယ်ငါလာတက်ပြီးတော့တနံဆင်းသွားတော့အမဟိုးဟိုးဟာငါတက်ဟုတ်ဟိုးဟာတက်ကိုရောက်သွားတယ်အမမိုးမန်နှစ်ပတ်တက်ကရယ်ဘုံဘုံမန်နှစ်ပတ်တက်ပြီးတော့အေးအမတလားလောက်နေရတယ်တလားလောက်နေရပြီးတော့လို့အဟိုတရေရနှခွက်နှခွက်ပြီးတော့တရေလောက်နေပြီးတော့တမ်းပြီးတော့ဟိုရဲလင်းနဲ့ဟိုအေး အမတိရွာကိုပို့ပဲပို့ပြီးတော့ဒီအဲအမတိရွာကနေမှလက်နက်ခရမ်းနေလက်နက်ခရမ်းနေပြီးတော့သူကစိတ်ခွင်ပြီးတော့ရောက်ထိုးတယ်ပေါ့စကြောထိုးပြီးတော့အာသူတို့စကြောအဲဟိုကဟိုကပတ်ချရောက်ပါအာလေးပါတရားကြီးဝိုက်တယ်ပေါ့တရားကြီးဝိုက်တော့ပါတိုက်ပွဲဖြစ်ကြတယ်တိုက်ပွဲဖြစ်ပြီးတော့အဲ့သူကလူသာထိတာကြီးများလာတော့သူက ပြန်ပြီးတော့ဆုတ်ဆုတ်သွားတာပေါ့အဲဒီအဲ့ပြောဒီတို့အဲ့ပြောကြခဲ့တာဘတို့ဟာဘတို့ဟာကြောက်တကူကျဆုတ်သွားရတာဟာပြိုင်ခွဲရဝလာရောလားဟာကုစုဆောက်ရှောက်ပြီးရတယ်တဲ့တဲ့ဒီတို့တတအားတွေလည်းပြောနေတာဒီစတဲ့ဆက်ဆက်အတာရှိတယ်အောက်ပါနေနေတော့ဒီရိုင်းပဲနေတော့ပါ လူလူသေးပါဘူးခွေးလိုဝယ်လို့သေးရပါပဲဒီတော့တည်းတူလူပါလဲတတ်ပဆွဲကြအောင်သူကရာရှိပါပါတတ်ဆွဲအဲ့လိုပြောရစတဲ့ပါဘလူဝဲစီစီပတိကအောက်သူပဲအဲ့လိုပြောကျွန်တော်ကတော့ကိုပိုင်မတ်ပါစ143 233တတ်တာရေးချစ်ချုံဖြစ်ပါတယ်ကျွန်တော်သင်္နန်းရကသတက်ဘန်သူကနေသင်္နန်းဆင်းလာတော့ထောက်ဖို့တတ်မှာတညာအိတ်တညာအိတ်ပြီးတော့မုံရွာကိုဝိုင်းအိတ်နဲ့တော့ပါတယ် အမကိုတိုက်ပွဲဝင်စီယုံရေးတင်တန်းကြောင်းမှာ14ရက်တိတိမိုးမှန်တက်ခဲ့တယ်။မိုးမှန်တက်ပြီးတော့တော့တဲခိုရင်ငါ့ကိုနှစ်ရက်သွားပါတယ်။တညတညရေးပေါ့။တညရေးသွားပြီးတော့လက်နဲ့တက်စင်ပြီးတော့ကျွန်တော်ဒီအင်မတီရွာကိုလေရင်နဲ့လာပါတယ်။ပထမဆုံးလေရင်မှာကျွန်တော်ပါတာပါ။25ရက်ဒုတိယမူဝင်းမင်းမင်းထိုးဦးစီပြီးတော့အမကျွန်တော်လူတွေဖြန့်ခွဲပါတယ်ဖြန့်ခွဲပြီးတော့ချင်းချင်းတိုင်းပြီးတော့ထွက်တယ်ထန်းတော်ထဲမှာတညရေးတယ်။အဓိကကျွန်တော်တာဝန်ရတော့ အပကြီးဘုံသီးရဲ့နင်းမိုင်းအသေးလေးတွေရဲ့ပြီးပါလို့ရှိရင်ကြည်ကြံရဲ့တော့ပို့မယ်ပြီးပါလို့ရှိရင်ဟိုကတက်ပြောင်းမယ်စစ်တီတွေကိုပြန်ပို့ဖို့ပါပထမအဆုံးကျွန်တော်တို့စပြီးတော့ထွက်ထွက်ချင်းမထွက်ခင်မှာအရင်ဆုံးဟိုက PM လေးတက်ဖွဲ့ဝင်တွေပြစ်ခတ်ထားတဲ့ဗန်ကန်လားမှာဘုံသီးသုံးလုံးကြောက်ွေးထားတာကိုတတိရှိပါဆက်ပြီးတော့အမှကျွန်တော်တို့စစ်ထွက်စခန်းကိုသွားဖို့ဆိုတာဒီဘုံလမ်းကြောင်းတွေပြပါတယ်ပွိုင်းဖွဲ့တွေအမှကျွန်တော်ပွိုင်းဖွဲ့မှာကျွန်တော်ပါပါတယ် ပြပြီးတော့ပြည်သူ၁၀ရောက်နဲ့အတူတူကျွန်တော်တို့ခြိတက်ခဲ့ပါတယ်ခြိတက်ပြီးတော့ထန်းတော်ထဲမှာတ냐အိတ်တယ်အိတ်ပြီးတော့ထိတွင်းမှုစခဲ့ပါတယ်ထိတွင်းမှုဖြစ်တော့ကျွန်တော်နဲ့အတူတူပါတယ်ပါစ၃ယောက်ကတော့နေရာမှာနေပွေချင်းပြီးတည်ဆုံးခဲ့ပါတယ်တကြည်ကြီးတယောက်ကတော့ပေါင်မှန်ပြီးတော့ပြန်ဆွဲသွားတာကျွန်တော်ကတော့အသိပြီးဆုံးထားခဲ့တယ်လေပင်ကနေပြီးတော့ဖောက်ထော်သွားတာ PNL စစ်တီတွေနဲ့ပြည်ဆုံးပြီးတော့ကျွန်တော်ကျမ်းမာရေးတွေဆောင်းလျှောက်ပါတယ်ယနေ့ချိန်ကြီးလည်းကောင်းကောင်းမွန်မွန်ပြည်ဆုံးဆောင်းလျှောက်တာပါ ွင့်ကျွန်တော်ကတော့ဒါဒီကုသုံး666ရေးရခင်ဈေးကိုကျော်ဖြစ်ပါတယ်။ဟောရတဲ့ဘော်တွေကိုဟောကကုသဘောနဲ့ဆက်လက်ဝင်ရောက်ပြီးတော့ရှမ်းပြည်မှာတာဝန်ထမ်းဆောင်ပါ။အဲဒီမှာမကူတိုင်းမှာတာဝန်ထမ်းဆောင်ပါတယ်။အဲရနေမှာဆောက်ကနောက်နေရစကန်ကိုရောက်ပါတယ်။အဲမှာကျွန်တော်တာဝန်ကတော့ကျွန်တော်ချက်ကြီးပါ။အဲလိုနေလာပြီးတော့ကျွန်တော်တိုက်ဝဲဖြစ်ပြီးတော့ခုနှစ်ရက်ရှိမြောက်နေမှာကျွန်တော်တောင်းရှိအမိန်ပါလာတဲ့ကျွန်တော်ကနောက်ရစကန်နေပြီးတော့ ကျွန်တော်ပြောင်းရွှေ့တက်ဖို့ဝင်နေတဲ့အတူကျွန်တော် MT ရွာဘက်ကိုဆုတ်ပါတယ်အဲ့လိုဆုတ်တဲ့အချိန်မှာ PLA ဖွင့်တဲ့အဲဂျားပြတ်တက်ခဲ့ခြင်းကိုခံရပြီးကျွန်တော်တန်ရရရှိခဲ့ပါတယ်ဒီမှာတန်ရရရှိခဲ့ခြင်းမှာကျွန်တော်အဲ့တန်တိုက်ပွဲဖြစ်တဲ့နေရာမှာပဲကျွန်တော်ကြံခဲ့ပြီးတော့ဟို PLA ရဲ့တက်ဖို့ဝင်နေရကျွန်တော်ကိုခေါ်ယူပြီးတော့စစ်ကူတက်အပ်ပေးခဲ့ပါတယ်အခုလက်ရှိချိန်ကြီးလဲကျွန်မရဆောက်ရှောက်မှုပြုစုမှုလုပ်ပေးနေပါတယ်အခုကျွန်တော်တော်တော်တက်တာနေပေါ့ကျွန်တော်အခုဒီကနေပြီးတော့ကျမကြီးကောင်းသွားပြီဆိုတော့ねကျွန်တော်မိသားစုနဲ့ ကျွန်တော်တွေ့ချင်ပါတယ်။တပ်ဖွဲ့ဝင်တွေလည်းကိုယ်စိတ်ကိုယ်ကိုဒီစားဆုံးဖြတ်ဖို့လိုပါတယ်။ကျွန်တော်ခုလည်းကြုံတွေ့နေရကိုကိုတွေပါ။ကျွန်တော်တပ်ဖွဲ့ဝင်တွေလည်းကိုယ်စိတ်ကိုယ်ဆုံးဆက်ဆုံးဖြတ်ပြီးတော့စဉ်းစားဆုံးဖြတ်ပြီးတော့ဒီလောက်ကဆက်လုပ်တင်လားမလုပ်တင်လားဆိုတာဒီစားဆုံးဖြတ်တင်ပါတယ်။မိသားစုတွေနဲ့တွေ့ချင်တဲ့တဲ့။ပြန်ချစ်သေးတယ်။မမြုံနဲ့မပြန်တော့ဘူး။သူကအနာများတယ်ထင်တယ်နော်။အဲ့ဒီနဲ့ပြောရဲဆိုတော့ခံပေါ့အသက်59နှစ်တောင်ဖမ်းပြီးမှစစ်မီပင်ပူရဲဆိုတော့ ီစစ်ခွေတွေမင်းတော့တွေမဖြစ်တော့ဘူးကွာဖြစ်တော့ဘူးဒီစစ်ခွေတွေကစစ်မှုထမ်းဖို့အတွက်ဆိုရင်တော့လူကိုကြီးပြီးမှစစ်မှုထမ်းခိုင်းနေတင်တယ်အပင်ထွက်လို့ဆိုရင်အိုင်ဒီယာတစ်ခုပေးမယ်အဝတ်စားကောင်းကောင်းနဲ့အပင်ထွက်ကြယုံတတ်တဲ့ပုံစံနဲ့မဟုတ်ရင်အဝတ်စားဖြစ်တဲ့လူနဲ့အပင်ထွက်လို့ဆိုရင်သူတို့ကကြီးပြီးမှအဒီကောင်ကစင်ရတာပဲဆိုပြီးမှသူတို့ဖန်တော့မှာစစ်ခွေတွေရဲ့စိတ်တက်ကေတာဆိုရင်တော့ now video မကွေးထောင်တိုက်ခိုက်မှုအကြောင်းကိုပြောပြလာတဲ့ Don't sit there LPDF Tower one can ရေးပေါ်ထူလေးတစ်ချက်လောက်နားဆင်ကြည့်အောင်အဲ့ဒါမှနိုင်ချင်းခံထားရတယ်မိသားစုဝင်တဲ့ကိုကျွန်တော်လည်းသူတို့မိသားစုဝင်အနေနဲ့ခံစားရတယ်ခံစားချက်အနေနဲ့ပေါ့ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်မှလည်းနိုင်ချင်းအနေနဲ့ကျွန်တော်မှကျွန်တော်ရဲ့ပြသချင်းနဲ့လည်းနိုင်ချင်းချခံရတယ်ရှိတယ်အဲ့တော့ဘယ်လိုပဲဖြစ်နေနေကျွန်တော်တို့တွေဘယ်လိုပုံစံနဲ့သွားတယ်လာတယ်ဆိုတော့ကျွန်တော်တို့ထုတ်ပုံပြောတော့ပါဘူးဒါပေမဲ့ကျွန်တော်တို့နေမှုခင်ဆလင်းမြို့နေရာနေပြီးတော့မဝင်းမြို့နာအထိသွားပြီးတော့ကျွန်တော်လုံခံနေဆိုရက်ကျွန်တော်တို့ ပြောမယ်လုံနိုင်စွမ်းကလည်းစစ်ကောင်စီလည်းပေါ်လေးတောင်းယုံမှုတစ်ခုဖြစ်တော့ပါလိမ့်မယ်ပြီးလို့ရှိရင်ဖြစ်စေခြင်းတဲ့ဆန္ဒကဖြစ်တယ်ဖြစ်တယ်ဒီထက်မှဘသူဘသူပုံမှနားသေးခြင်းနဲ့အသေးသေးခြင်းနဲ့ဆိုတော့ကြဆိုးခြင်းနဲ့စိတ်မရှိပါဘူးဒါပေမဲ့အကုန်လုံးလွတ်မြောက်ခြင်းနဲ့စိတ်နဲ့ကျွန်တော်တို့လုံဆောင်ခဲ့ရဖြစ်တယ်ဒီဘွဲကိုစီမံခံတာလည်းကျွန်တော်ရဲ့စီမံတာဖြစ်ပါတယ်ပြီးလို့ရှိရင်အကုန်လုံးကိုကျွန်တော်အသေးစိတ်ကမှသာအကုန်လုံးစီမံခဲ့ရတယ်ကျွန်တော်ပါပဲဒီဘွဲတွေကကျွန်တော်တို့ဆုံးဆုံးမှုလည်းအများကြီးရှိပါတယ်ဒီအရာကြီးလာပေါက်ထွက်တော့မှရှိလို့ရှိရင်ကျွန်တော်တို့ဒီထက်မှာက အများကြီးပဲနိုင်ခြင်းအများကြီးရှိတယ်ကျွန်တော်မကွေးတိုင်းအနေနဲ့ရောတကယ်အရေးကြီးတဲ့အရေးပါတဲ့အရာတွေအများကြီးရှိပြီးလို့ရှိရင်ကျွန်တော်တို့ဒေါ်လာရင်းမှာကမွေးဒေါ်လာရင်းကလည်းစတင်ခဲ့ကျွန်တော်ဒေါ်လာရင်းမှာကမကွေးထောင်လာဖောက်နိုင်ခဲ့လို့ရှိရင်ဒေါ်လာရင်းအကြောင်းလဲတစ်ခုဖြစ်လာလိမ့်မယ်လို့ကျွန်တော်ပြောလိုက်အကြောင်းလဲတစ်ခုဖြစ်လာလိမ့်မယ်လို့ကျွန်တော်ပြောလိုက်ပါအီယူနဲ့ပတ်သက်လို့ဖြစ်ဖြစ်ကျွန်တော်တို့ဒီမြေသားညီအစိုးရနဲ့လုံဆောင်တော်လာနေတဲ့အရာတွေပဲဖြစ်ဖြစ်ဖွဲ့စည်းပုံတွေပဲဖြစ်ဖြစ်အကြောင်းလဲတစ်ခုဖြစ်လာလိမ့်မယ်လို့ကျွန်တော် ပြီးရင်တော်တန်လေးကိုပို့ပြီးရေချင်းမြင့်လာလိမ့်မယ်။မြန်မြန်ပို့ပြီးလာနိုင်လိမ့်မယ်လို့လည်းကျွန်တော်ထင်တယ်။အဲ့တော့ကြောင့်မို့ကျွန်တော်တို့လည်းတက်ထုတ်ဆံမနဲ့တွားခဲ့ရတာပဲ။ကျွန်တော်တို့မကွေးတိုင်းမင်းမှုခရိုင်နဲ့ဆလင်းကုန်းနယ်ရာနဲ့ပြီးတော့ခေါင်းတွေဟောမကွေးနားမှာရှိတဲ့ခေါင်းတွေကိုတွားပြီးတော့ဖောက်ဖို့ဆိုတဲ့အင်အားကုန်တော့မဖြစ်ပါဘူး။အချို့ကမကြတဲ့အထက်မှာရှိတဲ့နိုင်ချင်းနဲ့ဆက်သွယ်ရလို့ချင်းဆက်ရှိလို့တွားတာလောက်တာမဟုတ်ပါဘူးကျွန်တော်တို့ပုံနဲ့ကတော့ကျွန်တော်ကကျွန်တော်တို့နေနေစောက်ောက်တွေလုပ်တယ်ခလာသုံးလာကြည့်ပြီးတော့ဒဏ်ရာနဲ့ပြန်သွားရနိုင်တယ်ဒဏ်ရာနဲ့ပြန်လို့ရနိုင်တယ်ဆိုတော့ ဆင်စစ်ပြီးတော့လုပ်ခဲ့တာပါဒီမှာကျွန်တော်တို့အားနာချက်တွေကတော့လက်လက်ခင်းရလုံလောက်မှုတွေကျွန်တော်အဒီခင်းရလုံလောက်မှုတွေနဲ့ကျွန်တော်တို့နောက်ပြန်ပြီးဆက်ပြီးကြရဖြစ်ပါတယ်အထက်မှာရှိတဲ့လမ်းကြီးမှလည်းတော့ထိုးခွင့်ရတယ်ဒါပေမဲ့အထက်မှာမင်းကုသတော်ဆက်တွေရှိလို့လားမရှိပါဘူးအမျိုးတော်လည်းကျွန်တော်ညီကောင်မလည်းမရှိဘူးဒါပေမဲ့သူရပြောကြတယ်မင်းတို့လည်းလို့အထက်မှာတည်နေသွားရတယ်ရှိတယ်စာဆုံးလည်းရှိတယ်ဟုတ်ပါတယ်ကျွန်တော်လုံးမတယ်မဟုတ်ပါဘူးကျွန်တော်မလုံခဲနဲ့လေအတွင်းထဲမှာကသူတို့ရဲ့စစ်ကောင်စီရဲ့ညှိမှန်းနေစင်မှုကြောင့် တော့အမီမပေါ်ဝဲနဲ့ပြေးသွားတဲ့ကျွန်တော်တို့အာသာနေအများကြီးရှိတယ်အဲ့တော့အချို့လူဆိုရင်အသက်နဲ့မလက်အသက်နဲ့မမြအောင်ချခံရတဲ့မိတ်တွေရှိတယ်အဲ့ဒီအရာတွေကကျွန်တော်နိုင်မှလွတ်မှာဖြစ်ကျွန်တော်တို့လွတ်အောင်လုပ်နိုင်လို့ဆိုရင်သူတို့ဉာဏ်ဉာဏ်ပို့ပြီးလွတ်တော့လိမ့်မယ်လို့ကျွန်တော်ကခိုင်းတယ်သူရပါကြတယ်အငါတို့နိုင်မှအတွင်းထဲပြီးလွတ်မှာအဲ့ဒီကလည်းကျွန်တော်ကတိုက်ယူမှရလိမ့်မယ်ကျွန်တော်လုံးမှရလိမ့်မယ်ကျွန်တော်လုံးယူမှလည်းကျွန်တော်တိုက်ယူမှလည်းလွတ်မှာဖြစ်တယ်အဲ့တော့ တို့ကသူတို့အချိန်တိုင်းလွတ်လာမှာပဲကွာထောင်းကြီးဖောက်လာမှာပဲဆိုပြီးတော့ထိုင်ဆောင်နေလို့မရဘူးတို့အပြင်ကနေကြီးရဲအများကြီးပြရမယ်အဲ့ဒီ memory ကြောက်ဖို့လေကျွန်တော် memory စုံစမ်းအားလုံးရအောင်လို့ကျွန်တော်တို့စိတ်လက်ကိုအခြေပြုမယ်လွတ်ပြအောင်ကျွန်တော်တို့ဝိုင်းမယ် memory စုံစမ်းတို့မြန်မာရလို့ဆိုရင်တို့ရဲ့အတိုက်ဝန်းကကျင်းသွားလိမ့်မယ်အဲ့လိုကျင်းသွားတဲ့အချိန်မှာကျွန်တော်တို့ကကျွန်တော်တို့တော်နိုင်ရေးကကျွန်တော်တို့ချိန်ကြတာနဲ့အမျှတော့နောက်မရောက်တာနဲ့အမျှပေါ့နော်အမျှမှာကကိုကြီးကိုကြီးမှာသူ့ရတဲ့သူရဲ့ခွဲကြီးပဲဖြစ်နေလို့ကျွန်တော်အတော်တက် ဘယ်နဲ့ခင်းရဆိုတာရှိနေကြတဲ့ဒီလိုကြီးရဲ့အဲ့ဒီမှာကျွန်တော်တို့ကမဟာမိတ်စူပေါင်းအင်အားနဲ့တော့မဖြစ်ဘူးမဖြစ်နိုင်ဘူးတော့မရှိဘူးတကယ်တော့ကျွန်တော်တို့ကတရကမ်းပဲရှိကျွန်တော်တို့နောက်မှာတို့ပြည်လူရှိပြည်သူရဲ့အပင်းမှုထောက်ခံမှုအများကြီးရှိရေးဖို့ထူလေးတားလေးစားတယ်ကွာဒီသတင်းကိုရင်ကကျွန်တော်တင်ဖူးပြီပေါ့နော်မကွေးတောင်တက်ခိတ်မှုမှာစစ်ခွေးတွေလက်တည်ပြီးမှဘူကြီးတွေလက်တည်တယ်တင်တယ်မေ့တော့ပြီကွာကျွန်တော်ရင်ကတင်ဖူးပါတယ်မေ့တော့ပြီ sorry အဲ့ဒီအကြောင်းကိုဂျုံမျိုးမင်းကပါပြောတာလဲဆိုတော့မင်းဘူးကနဲ့မကွေးကိုတွတ်တိတ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဆိုပြီးမှအည်ပြတာအခုလက်တွေ့သူပြောသွားပြီဒါလေးစားပါတယ်ကေဒါဆွင်ဒေါနိုဗီဒီယိုဇီပြုံကုန်းပြုံရွာအကြောင်းကိုဝန်းနေစွာပြုတ်ပြလာတဲ့မြုပ်ကလေးတစ်ချက်လုံးနားဆင်ကြည့်အောင်ပလဲနုနဲ့ဇီပြုံကုန်းကြီးရွာကိုဆက်ပြီးတော့ဇွန်လ10ရက်နေ့ကနေစပြီးတော့မီးလောင်ပုံးနေတဲ့ ဒါကြေးဝါးတွေကိုကျွန်တော်ပြစ်ထည့်တယ်တိုက်တယ်နေနေတော့ကျွန်တော်တော်တော်လေးပြီးတော့ပြက်စီသွားပြီလို့ပြောတယ်တော့အကြမ်းဖက်အုပ်စုတွေကတော့ဒီတဖြည်းဖြည်းသူတို့ကကျွန်တော်တို့ကြေးဝါးအတွင်းကိုဆက်သွယ်ရေးမြောင်းတွေတူးပြီးတော့ဒါကြေးဝါးအတွင်းကိုသူတို့ဝိုင်းပတ်နိုင်အောင်လှုပ်လာတယ်လို့သိရတယ်ဒါတော့ကျွန်တော်တို့ဒေသမှာရှိတဲ့ဒေသခံတွေပြောဆိုကြကြပါတို့တို့ကတော့ကျွန်တော်တို့ဒီကြေးဝါးကိုဝင်ရောက်နိုင်ဖို့အတွက်အဲ့မှာတို့တို့ဒီဆက်သွယ်ရေးလမ်းတွေဖောက်လာတယ်ဆက်သွယ်ရေးလမ်းတွေဖောက်ပြီးတော့တို့ကြေးဝါးတွေကိုဝင်နိုင်ဖို့အတွက်လုပ်မယ်ကြေးဝါးတွေကိုဝင်ရောက်နိုင်ဖို့အတွက်တို့တစ်ဖက်မှာလည်းဒီဘက်ဖိုးတွေဒိုစာတွေနဲ့ဒါတို့ ပြင်နေတယ်လို့တော့သိရတယ်ဒေတာကန်တွေရဲ့ပြောဆိုမှုရပေါ့အဲ့တော့ဒီကျွန်တော်တို့ဒီပလဲမြို့နယ်မှာကအားလုံးကျွန်တော်တို့ရှေ့ရတင်ပြသလိုပါပဲပလဲဇီးပြုတ်ကုန်းအင်မတီကန်းတောင်းဆိုပြီးတော့ကျွန်တော်တို့ပြည်သူစစ်နဲ့ဒီဒီလုံယုံတပ်ဖွဲ့ဝင်တွေရဲ့နေရာ၄နေရာပဲရှိတယ်။ဂျန်နေအေရီယာရဲ့အားလုံးကစစ်သူရောအုပ်စုတွေထိချုပ်လာတာပြီးခဲ့ရက်ကကျွန်တော်တို့ဒီကန်းတောင်းဆုံးလိုက်ရတယ်လက်ရှိကျွန်တော်တို့ဒီဇီးပြုတ်ကုန်းကိုထပ်တိုက်နေတယ်ဇီးပြုတ်ကုန်းဆုံးမယ်ဆုံးမယ်ဆုံးမယ်ဇီးပြုတ်ကုန်းကတော့ကျွန်တော်တို့အနည်းနဲ့အမြန်စစ်သူရောအုပ်စုတွေကျွန်တော်တို့ကြီးပါတွေကိုဝင်လုံးမဲ့အနေကတော့ရှိသွားပြီ။ဘာကြောင့်လဲဆိုတော့သူတို့ကကြီးပါပြန်လို့ဆက်သွေးမျောင်းတွေတူးပြီးတော့ ကြည့်ရဘက်ကိုတို့ဥတက်လာတယ်တစ်ဖက်မှာလည်းတို့ဒိုးစာတွေနဲ့တို့အရင်ရခင်တိုင်းအကာဝယ်ပြီးတော့ကြည့်ရတယ်ကိုတို့ဖောက်ဝင်လာနိုင်ဖို့တော့တော့စ조사နေလို့သိရတယ်အဲ့တော့ဒါတော့ကျွန်တော်တို့ဇီးပြုတ်ကုန်းရဲ့အခြေအနေပါတေချာတာပေါ့ကွာဇီးပြုတ်ကုန်းမချခင်ကြတော့မယ်ဒီတိုင်းစတိတ်လောက်ဆိုရင်နှစ်ရက်တစ်ရက်သုံးရက်အဲ့ဒါပဲကြာမယ်အဲ့ဒီချိန်မှာမင်းလဲဝတ်နေအောင်မှာပဲကျွန်တော်သိပါတယ်ဇီးပြုတ်ကုန်းပြည်ရင်ဗာလည်းမင်းတော့တယ်ကွာအဲ့ဒီပြုတ်ရတရွာကျန်သေးတယ်ချမယ်ပြီးတော့ဆိုရင် ပလီလာတော့မယ်မင်းတို့မြို့ချံဟုတ်ပြီနော်စခွေးတွေမင်းတို့ပြီးမလားမင်းတို့အလံပြုတ်ထောင်းမလားအဲ့ဒါပဲကြံတာပေါ့ကွာမြို့ကလေးကတော့နောက်ထပ်ငူဖို့ပဲကြံတာပေါ့ကွာဟုတ်ကဲ့ပါတုံးကြီးကျွန်တော်ဒီမနက်တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများကြည်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time